တန်ဖက်တက်ကတော့သူ့ရဲ့ပြည်သက်တွေကိုမနက်ပိုင်း16ရက်နေ့မှာထုတ်သက်မဲ့မြင်ကွင်းမှာစတင်တွေ့ရတော့မှာဖြစ်တဲ့အတွက်ကြောင့်အပိကြပါအောင်လို့ခုလိုပြောကြားသွားပါတယ်ပြည်သက်တွေမြင်စီခြင်းနဲ့ပွဲတစ်ပွဲကိုပြည်သက်တွေမြင်ရမှာပါဆိုပြီးတော့ခုလိုဒီပေးခဲ့ပါတယ်ဒီပွဲကလုံးဝနိုင်ကိုနိုင်ရမယ်ဆိုပြီးတော့ကြွေးကြော်ပါသေးရဲ့ကျွန်တော်တို့ပြည်သက်တွေအနေနဲ့လဲထိုင်းပြည်သက်တွေရှိတယ်လို့မြန်မာပြည်သက်တွေလည်း များကြီးရှိပါတယ် Stanford X ဆိုရင် Stanford X ကရန်ချစ်ဖို့ကောင်းပြီးတော့မင်းသမီးလေးလိုလှပ်ပပြီးတော့အကာတွေလည်းအရန်တော်တဲ့ရန်ချစ်ဖို့ကောင်းတဲ့ fighter မလေးပါလက်ရှိမှာ one championship မှာဆိုရင်လည်းဂိုင်ဖက်ကင်းတဲ့တကယ့်ကို champion ကပတ်ပိုင်ဆိုင်ထားတဲ့ fighter မလေးပါပြည်သက်တွေအလုံးသိကြပြီလို့ထင်ပါတယ် Stanford X ကိုတော့ Stanford X ကကျော်စွာဝင်းတို့နဲ့အတူတူ ကျော်စွာဝင်းကိုလည်းပညာတွေအများကြီးတင်ပေးခဲ့တဲ့ချန်ပီယံကပ်ပိုင်ရှင်မလေးပါခုလက်ရှိဂျပန်တိုချိုမှာပွဲဆင်နွှဲရမှာပါသူ့ရဲ့ပွဲကြီးပွဲကောင်းတကယ့်ကိုခန်းနာတဲ့ပွဲကြီးကိုလက်ပံရင်ဆိုင်ရတော့မှာဖြစ်တဲ့ကြောင့်မလို့အားပေးကြပါဦးလို့သူပြောကြားသွားပါတယ်တစ်ဖက်ဂျပန်ဖိုက်တာမရဲ့တိုက်ခိုက်ရေးဆိုင်ရာပြောရမယ်ဆိုရင်ဂျပန်လို့ပြောရမယ်ဆိုရင်ဂျပန်ဖိုက်တာတွေများသွားဖြစ်ဆို K1 ကနေအကုန်လုံးတက်လာတဲ့သူတွေကြီးပါ ဲ့တော့အားလုံးပဲသိမှာပါ K1 ဆိုတာကဂျပန်ဂျပန်စ်ရဲ့ချက်ပေါက်စင်ကိုရန်ကိုမိပြုတ်ပြီးတော့ဥတီပြီးတော့ဒီဖိုက်တာလောကကိုချင်းပါကြတဲ့ဖွဲ့စည်းတစ်ခုပေါ့အဲ့တော့ဒီပိုင်းမှာကျွန်တော်တို့ပြောရမယ်ဆိုရင်ဒီပွဲကနိုင်ဖို့များတာကတော့ကျွန်တော်ကတော့ StanfordX လို့ကျွန်တော်ကတော့မြင်တယ်ဘာလို့လဲဆိုတော့တပိုင်းဆိုင်ရာမှာရောသူရဲ့ ground level သူ့ MMA ဆောတဲ့အခါမှာ ground ပိုင်း စော်ကစားတဲ့အချိန်ဒီမှာရောသူရဲ့ kickboxing ပိုင်းမှာရောမွေထိုင်းပိုင်းမှာရောတကယ်ကိုပညာစုံပြီးတော့တွက်လက်မြန်ဆန်တဲ့ technical ပိုင်းမှာတကယ်ကိုညံရီထူးချုံပြီးညံရီထက်မြက်ပြီးတော့တိုက်ခိုက်ရေးပိုင်းမှာအရန်တော်တဲ့ Stanford X ပါတော်ရုံတိုင်ရုံတော့သူ့ကိုဖြိုးလို့မရဘူး Angela Lee နဲ့တော့သူကောင်းကိုကောင်းသူ fight ခဲ့ဖူးပါပြီ